ဲတစ်တော့လေးစွန့်နေနေသူလိုင်းလေးတွေဖွင့်နေခါကြရင်ဒါလေးတွေတွေ့သွားအောင်တွေ့သွားတဲ့ခါကျနားထောင်မိသွားတော့မသိသွားဘူးလားအဲ့လိုသူတို့တွေ့ဖို့ဆိုတာကခင်ဗျားတို့ကကလစ်လောက်ကြတယ်လက်မလေးတွေပေးနော်ဘယ်နိုင်ငံမင်းရောခင်ဗျားတို့ကနိုင်ငံသားတာဝန်ဆိုတာရှိတယ်နိုင်ငံသားတွေရဲ့တာဝန်ရှိတယ်နိုင်ငံသားတိုင်းမှာကြာရတာဝန်တွေထမ်းဆောင်ရတယ်နော် ကျွန်တော်နောက်ကြာ management ဘာနေလဲကျွန်တော်ပြောပြပါမယ်เนาะနိုင်ငံသားတိုင်းနိုင်ငံသားတိုင်းမှာအဲကျွန်တော်တို့ duty and responsibility ဆိုတာရှိတယ်ဗျဒါ theory ကိုပြောတာဥပဒေရတော့ဖွဲ့စည်းပုံထဲမှာရှိတယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အခန်း၈နိုင်ငံသားတွေရဲ့တာဝန်ဒါနိုင်ငံထဲမှာနေတဲ့သူမှတ်တယ်ဗျထပ်ဆောင်အောင်မယ်တာဝန်နိုင်ငံသားတွေရဲ့တာဝန်အခန်း၈ ။ဒါမှမဟုတ်ရက်ွက်ထဲမှာနေပြီးဆိုရက်ွက်အုပ်ချုပ်ရေးမှုဥပဒေဆိုတာရှိတယ်။အဲ့ဒီဥပဒေထဲမှာလည်းရက်ွက်သူရက်ွက်သားတွေရဲ့တာဝန်ဆိုတာရှိတယ်။နော်။အဲ့ဒါတွေကျွန်တော်သူ့ဥပဒေနဲ့သူကြားမယ်ကျွန်တော် ပြောမယ်ကျွန်တော်အကုန်တင်ရိုးတွေပြုစုထားပြီးသား။နော်။အဲ့တော့ theory ကိုကြည့်မယ်ဆိုရင်နိုင်ငံသားတိုင်းမှာမန်ဘာတိုင်းမှာတာဝန်နဲ့ဟိုတရားဆိုတာရှိတယ်။ duty and responsibility လို့ခေါ်တယ် အဲ့ဒါအဲ့ဒါလည်းဂျူအဲ့ဒါတာဝန်နှစ်မျိုးပေါ့ဗျာနော်ဂျူဒီဆိုတာကမလုံမနေလုပ်ကိုလုပ်ရတဲ့တာဝန်နော် responsibility ဆိုတာကလုပ်လဲရတယ်မလုပ်လဲရတယ်တာဝန်ဂျူဒီတခုရဲထမ်းဆောင်ရင်လူမပိတဘူးဗျာဝတ္တရားလို့ခေါ်တဲ့လုပ်လဲရတယ်မလုပ်လဲရတယ်ဆိုရင်တာဝန်ကိုအပိုဆောင်ထမ်းဆောင်မှလူပိတတာနားလဲအောင်အဲ့ဒီနှစ်ခုကိုနားလဲအောင်ပြောမယ် ကျတို့မိမိဘဆိုတာကသာသမီမွေးပြီးသမင်းကျိုးရတယ်အဲ့ဒါဂျူဒီမှတ်သွားအလွယ်လေးမိဘဒီသာသမီမွေးပြီးသမင်းကျိုးရတယ်ကြောင်းထားပေးရတယ်ကျမ်းမအောင်ပြုစုရတယ်ဒါကတာဝန်နော်အဲ့သမင်းကျိုးတဲ့ခါကျရင်ဘာဖြစ်လဲตาလေးဒါကตาလေးစားခြင်းနဲ့ငါးဟင်းလေးလေးตาအယိုးမစုအောင်အမေနှွင်ပေးထားတယ်လိုလို့လားအဲ့လောက်ထိ တာမန်အပြည့်ကြီးမလိုဘူးခလေးမွေးပြီးသမီးနဲ့ဟင်ချက်ကျွေးရတယ်တာဝန်ကြီးတယ်ဒါပေမဲ့သားသမီးကို responsibility လို့ခေါ်တဲ့ဝတ္တရားလို့ခေါ်တဲ့မစားခြင်းစားခြင်းအောင်အယိုးနှင်ပေးခြင်းစားခြင်းအောင်ပြောပြခြင်းအဲ့ဒါတွေကပြောလုပ်လဲရတယ်မလုပ်လဲရတယ်ဝတ္တရားတွေဗျနော်အဲ့တော့တာဝန်နဲ့ဝတ္တရားတွေကိုစီကိုစီထမ်းဆောင်မှမိသားစုလည်းအရေးတစ်ခုသွားလို့ရတယ် အဖွဲ့အစည်းလည်းအရွေးတစ်ခုသွားလို့ရတယ်နိုင်ငံလည်းအရွေးတစ်ခုသွားလို့ရတယ်အခုကကျွန်တော်ကကြည့်နေခင်ဗျားတို့က viewer တွေကအများကြီးတော့လက်မနှိမ့်တဲ့သူကနည်းနည်းလေးခင်ဗျားတို့မှာကိုစီတောင်ဝန်မထမ်းဆောင်တော့ခင်ဗျားတို့နေရာတကာအစိုးရကိုပဲပြစ်ပုတ်ချတယ်အစိုးရတိုင်းအစိုးရတိုင်းအစိုးရတိုင်းမှာသူအားနဲ့ကြအားသာချက်ဆိုတာရှိတယ်အစိုးရဆိုတာလူနည်းစုလေးဗျခင်ဗျားတို့အားလုံးရဲ့ကိုစားအလုပ်လုပ်ကြတာခင်ဗျားတို့ကလည်းကိုနိုင်ရာတာဝန်တွေကိုထမ်းဆောင်ကြ တခြားနိုင်ငံသားတွေကိုမသိစေချင်ဘူးလားခင်ဗျားတို့ကဘာဖြစ်လို့လဲ view လာကြည့်လာကြည့်ရောလဲကြည့်ပြီးတော့ပါလဲပြီးသွားဟောလားခင်ဗျားတို့ကြည့်ရုံနဲ့မဟုတ်ဘူးတခြားသူတွေပါကြည့်စေချင်လို့ကျွန်တော်ကလိုက်လွှင့်ပေးတာအမုန်းခံနေတာခွန်နေနေရှင်းနေရှိသွားပြီဒါတွေပြောပေးလာတာလက်မလေးတွေတမျောမနေပါနဲ့နှိမ့်လိုက်ကြစမ်းပါနော် ျွန်တော်တို့အဲ့ဒါဆိုရင်59စာလုံးကြောင်းကိုကျွန်တော်လိုက်သုံးလိုက်နေပြောမှာဖြစ်ပါတယ်လောလော